ဖြစ်စင်တဲ့ပတ်သက်ပြီးကျွန်တော်အနေနဲ့ reaction လောင်းအောင်ဆိုရင်တော့အဲဒီခံရတဲ့ main key ပေါ့နော်ဒီအတိုင်းရှိခံရတဲ့ main key တယောက်ရဲ့မိခင်နေရာပဲနေနေဖခင်နေရာပဲနေနေအကိုတယောက်နေရာပဲနေနေဘလို့ပုံစံနဲ့ပဲနေနေကျွန်တော်တို့ဘသူမှခံစားနိုင်မှာမဟုတ်နော်ဘာကြောင့်လဲဆိုတော့ကိုယ့်ရဲ့သားသမီးကိုယ့်ရဲ့ညီမကိုယ့်ရဲ့တူမလေးကဒီလိုမျိုးအနိုင်ကျင့်ခံလိုက်ရတာလူအများရဲ့အနိုင်ကျင့်ခံလိုက်ရတာဖြစ်တယ်တယောက်တယောက်ချင်းဖြစ်တယ်ဆိုကျွန်တော်တို့အတွက်ဘာမှဖြစ်စရာအကြောင်းမရှိဘူးသို့တော်လည်းပဲ၃ယောက်၁ယောက်သို့မဟုတ်၂ယောက်၁ယောက်ကိုယ်ဝိုင်းပြီးတော့အနိုင်ကျင့်ခံလိုက်ရတာဖြစ်တဲ့အတွက် ဒီပေါ်မှာအဲကိုယ့်ရဲ့သူရင်သားရင်တယောက်ပေါ်မှာကျွန်တော်တို့ဘလို့မှအဲဒီကလေးမလေးတွေရဲ့ပြုမှုဆောင်ရွက်ပုံတွေကိုခန်းစားနိုင်မှာတော့မဟုတ်ဘူး။ဒါကြောင့်လည်းကျွန်တော်ယုံကြည်ပါတယ်ဗျ။အများစုကပြင်ပြီးတော့ဒီကလေးမလေးတွေကိုပြန်လည်ပြီးတော့တူညီတဲ့တုံ့ပြန်မှုမျိုးကိုပြန်လုပ်ဖို့အဲပြောဆိုနေကြတာတွေကျွန်တော် line ပေါ်မှာတွေးလိုက်ရတယ်။တွေးလိုက်ရတဲ့အပေါ်မှာတာမန်လူတွေကတော့သူတို့ရဲ့ခန်းစားချက်အလျောက်ပြောကြတာကိုကျွန်တော်လက်ခံလို့ရပါပြီ။ကျွန်တော်တို့လို influencer တွေအနေနဲ့ဒီလို influencer တွေအနေနဲ့ဒီလို့ဖြစ်စဉ်ကိုကင်တွယ်ပြီးတော့ကျွန်တော်တို့က အဲပြောမယ် speaker တယောက်ပုံစံမျိုးကျွန်တော်တို့စကားပြောရမယ်ဆိုရင်တော့အဲကျွန်တော်တို့တာမန်လူတွေပြောသလိုတာမန်လူတွေခံစားသလိုကျွန်တော်တို့က live ပါခံစားပြီးတော့ကျွန်တော်တို့ကပြောခွင့်မရှိဘူးအဲ့ဒါလေးတော့တတိထားဖို့ကျွန်တော်လိုတယ်လို့ကျွန်တော်အနေနဲ့ပြောချင်တယ်ဘာကြောင့်လဲဆိုတော့ဒီလိုမျိုး video တွေကျွန်တော်မနေ့ညကနားထောင်ခဲ့ရပါတယ်ပြီးတော့စာရင်းနဲ့ရေးသားထားတာတွေလည်းတွေ့မိတယ်ဆိုတော့တွေ့လိုက်ရတဲ့အခြေအနေတွေအားလုံးကပြန်ပြီးတော့เนาะထပ်တူလက်တုံပြန်ဖို့ပုံစံမျိုးတွေ အဲအားပေးအားမြောက်ပုံစံမျိုးဖြစ်နေတာလေးလည်းသွားတွေ့ရတယ်ဒီအတွက်တော်တော်လေးလည်းစိတ်မကောင်းလည်းဖြစ်မိတယ်တော်တော်လေးလည်းတုံ့လုံမိတယ်။ဘာကြောင့်လဲဆိုတော့ဒီလိုပြောလို့ဒီလိုပြောလို့ဒီကလေးမလေးရဲ့နေရာမှာကိုကဝင်ရောက်မခံစားပေးနိုင်လို့မဟုတ်ဘူး။ကိုကိုယ်တိုင်ဆိုလဲသူ့ရဲ့မိဘဆိုကျွန်တော်လည်းခံစားနိုင်မှာမဟုတ်ဘူး။ဒေါသတွေဖြစ်မိမှာတေးချတယ်။သို့တော်လည်းပဲဒီကိစ္စဖြစ်ပြီးသွားပြီ။ဖြစ်ပြီးသွားပြီ။ကျွန်တော်တို့ကဒီကိုယ့်ရဲ့သားသမီးကို ိစ္စတခုဖြစ်လာတဲ့အခါမှာဒီလိုအနိုင်ချစ်ခံလိုက်ရတဲ့အခြေအနေမျိုးမရောက်ခင်မှာတွေကကို့အနိုင်ကျင့်လာပြီဆိုရင်ဘယ်လိုလက်တုံပြန်မယ်ဘယ်လိုပုံစံနဲ့ဖြေရှင်းရမလဲဆိုတာမေးပြီးပါတွေကတင်ထားပေးပြီးသားဖြစ်ကိုဖြစ်နေရမယ်။နောက်တင်ထားပေးပြီးသားဖြစ်ကိုဖြစ်နေရမယ်။ငြိမ်မခံဘဲနဲ့ကို့ကိုအနိုင်ကျင့်နေစော်ကားတယ်ဆိုရင်နော်အဲပြီးတော့ကိုကိုကခုခံကာကွယ်ဖို့ပေါ့လက်တော့ပြန်မှုဆိုတာထက်ကိုကိုကိုခုခံကာကွယ်ရမယ်ဆိုတာကိုကျွန်တော်တို့ကသင်ကြားပေးထားမှာဖြစ်တယ် เนาะဒါပေမဲ့အဲ့လိုတင်ကြားတဲ့နေရာမှာသူတို့ဘာကိုအနိုင်ကျင့်တဲ့ပုံစံမျိုးမဖြစ်စေဖို့ကိုယ့်ရဲ့သားသမီးတွေကိုကျွန်တော်တို့ကဆုံးမတုံ့နေထားဖို့လည်းလိုအပ်တယ်ပေါ့နော်ဒီလိုအခြေအနေအထိရောက်ပြီးသွားပြီဆိုရင်တော့ဒီလိုမျိုးလက်တုံ့ပြန်တဲ့ကလဲစားချေမှုမျိုးပုံစံမျိုးတွေနဲ့ကျွန်တော်တို့အရေးယူတာမျိုးအရှင်ယူပြီးတော့ပြုဆောင်ရတာမျိုးကလုံးဝလုံးဝမဖြစ်တင်ပါဘူး။ဘာကြောင့်လဲဆိုတော့ဒီလက်ရှိဖြစ်နေတဲ့အကြောင်းအရာဟာကျောင်းမြန်မာနိုင်ငံကကလေးတငယ်လူကြီးကနေဟိုးကျွန်တော်တို့ နားလေတက်တဲ့ကလေးအရွယ်လောက်ကအထီးဒီအကြောင်းအရောထိုင်ကြည့်နေကြတာ။ဘာဆက်ဖြစ်မလဲဆိုပြီးတော့စောင့်ကြည့်နေကြတာဖြစ်တယ်။ဆိုတော့အဲ့လိုအခြေအနေမျိုးမှာကျွန်တော်တို့အနေနဲ့အထူးသဖြင့် influencer တွေအနေနဲ့ဒီလိုကိစ္စတွေကိုစကားပြောတော့မယ်ဆိုရင်တော့ကျွန်တော်တော်တော်လေးအထူးခရုစိုက်ဖို့လိုတယ်။ကိုယ့်ရဲ့စိတ်ခံစားချက် emotional ကို control လုပ်ဖို့လိုတယ်။ကျွန်တော်တို့စိတ်ရှိတဲ့အတိုင်းကျွန်တော်တို့ပြောထလိုက်လို့ပြအောင်။နော်ပြောလိုက်ရင်ဘာဖြစ်သွားလဲဆိုတော့နားထောင်နေကြတဲ့ဒီကိစ္စကဘာဆက်ဖြစ်မလဲဆိုပြီးနားထောင်နေကြတဲ့ဖြစ်စဉ်ထဲမှာပါဝင်တဲ့ကလေးတငယ်တွေအရွယ်တွေလိုမျိုး တက်တူရွယ်တူကလေးတွေမြန်မာနိုင်ငံမှာများစွာရှိတယ်။ဖုံသုံးတက်တဲ့ကလေးတွေများစွာရှိတယ်။သူတို့တွေကဒီဖြစ်စဉ်ကဘာဆက်ဖြစ်မလဲ။ခံလိုက်ရတဲ့ညီမလေးအတွက်ဘာပြန်ရမလဲ။ခံလိုက်တဲ့ညီမလေးကရောဘာပြန်လွတ်ခွင့်ရှိမလဲ။ပြီးတော့လှုပ်လိုက်တဲ့ကလေးမလေးတွေကဘာတွေခံစားရမလဲဆိုတော့သူတို့ကစောင့်ကြည့်နေတာဖြစ်တယ်။အဲ့လိုပဲမိဘတွေကလည်းစောင့်ကြည့်နေကြတယ်။နော်အားလုံးကပြောမယ်ဆိုရင်ဒီဖြစ်စဉ်ပေါ်မှာတော်တော်လေးကိုစိတ်ဝင်စားနေကိုစောင့်ကြည့်နေကြတဲ့အခြေအနေမျိုးမှာကျွန်တော်တို့လို influencer တွေက ပြန်ပြီးတော့လှုပ်ရမယ်ပြန်ပြီးချရမယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်လုံးဝပြောခွင့်မရှိပါဘူးပြောလို့လည်းမသင့်တော်ပါဘူးเนาะဘာကြောင့်လဲဆိုတော့ကလေးတွေကဒီအကြောင်းအရာပေါ်မှာများစွာသူတို့ရဲ့စိတ်ပိုင်းဆိုင်ရာအတွေးအခေါ်တွေအများစွာပြောင်းလဲသွားနိုင်ပါတယ်အကယ်၍များစွာကျွန်တော်တို့ကဟုတ်တယ်ကို့လုပ်ရင်ကိုကပြန်ပြီးတော့တခုလိုမျိုးကျွန်တော်တို့ကလက်စားပြန်ချေရမယ်ဆိုရင်ဘာနဲ့အလားတူတူလဲဆိုတော့လက်ရှိကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေအားလုံးနဲ့သိကြမယ်ထင်ပါတယ်เนาะဆိုတော့ ကျွန်တော်တို့မှာတီးခံစိတ်တွေနော်ခွင့်လွတ်တတ်တဲ့စိတ်တွေဒါတွေကကျွန်တော်တို့မြန်မာနိုင်ငံကလူတွေမှာတဖြည်းဖြည်းနဲ့အားနည်းလာပြီတခုခုဆိုရတဲ့ဒေါသောင်ရှေ့တန်းတင်ပြီးတော့ငါ့ကိုနေဒီလိုလို့ငါလည်းဒီလိုပြန်လုပ်မယ်ဆိုတဲ့ပုံစံမျိုးတွေပေါ့နော်အဲ့လိုပုံစံအဲ့လိုဖြည့်ရှင်းမှုမျိုးတွေ ਨੇ ကျွန်တော်တို့တွေကအပိအမျောတွေလုံနေမယ်ဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံအနာဂတ်ကိုကျွန်တော်တို့ပြန်ပြီးတော့ကြိုပြီးတော့တွေးကြည့်လိုက်တီးခတ်တတ်တဲ့လူမျိုးနော်ခွင့်လွတ်နားလဲပေးတတ်တဲ့လူမျိုးဆိုတာ ျိုးမြန်မာနိုင်ငံရှိမှာပေါ့တော့တို့ရဲ့လူပေါင်းအတိုင်းဝိုင်းမှာဘယ်လိုပုံစံနဲ့ကျွန်တော်တို့ရဲ့လူငယ်မျိုးဆက်တစ်တွေကို generation တွေကိုကျွန်တော်တို့ဘယ်လိုပုံစံမျိုးနဲ့လက်ဆင့်ကမ်းပါလဲဆိုတာအရင်ရေးကြည့်ပါတယ်ပေါ့နော်နောက်တစ်ချက်ကဒီလိုပြောတဲ့နေရာမှာကျွန်တော်အနေနဲ့ဒီရှေ့မှာပြောခဲ့သလိုပဲဒီကလေးမိသားတွေဒီကလေးအပါဝင်ဒီကလေးမိသားတွေပေါ်မှာမစာနာလို့ပြောနေတာမဟုတ်ဘူးစာနာတယ်ကိုကိုယ်တိုင်ဆိုလဲခံစားနိုင်မှာမဟုတ်ဘူးသို့တော်လည်းပဲ သူ့ရဲ့မိဘနေရာမှာဆိုရင်တော့လုံလိုက်တဲ့ဒီကလေးလေးတွေပေါ်မှာငါသမီးကပြန်ပြီးတော့ပါးတွေပြန်ရိုက်ရမယ်ထိုင်ပြီးတော့ကြော့ခံရမယ်ဆိုတဲ့ပုံစံမျိုးထက်စာရင်တခြားသောနီလန်းနဲ့เนาะဖြည့်ရှင်းတာမျိုးပဲဖြစ်စီခြင်းပါလေ။ဘာကြောင့်လဲဆိုတော့ကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲဒီဖြစ်စဉ်ကိုဝိုင်းပြီးတော့ကလေးတငယ်ပေါင်းများစွာစောင့်ကြည့်နေကြတယ်။အဲ့လိုပဲကျွန်တော်အရေးယူတဲ့အခါမှာလဲကျွန်တော်တို့ចောင်းဘက်ကအရေးယူတဲ့အခါမှာလဲဒါဒီကလေးမလေးတွေက first time အမောင်းကိုကျူးလွန်တယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ចောင်းထုတ်ဟာလောက်တဲ့အထီတော်မလုပ်စေချင်ကျွန်တော်ရဲ့အမြင်တွေကတခြားသောသူတွေနဲ့꽌လဲကောင်း꽌လဲသွားနိုင်တယ်သို့တော်လည်းပဲကျွန်တော်ဒါကိုမဖြစ်မနေပြောရမှာဖြစ်ပါတယ်ဆိုတော့ဒါကြောင့်လည်းကျွန်တော်ပြောရခြင်းဖြစ်တယ် first time ဆိုရင်ကျွန်တော်တို့အနေနဲ့ခွင့်လွှတ်ပေးရမယ်ဒီကလေးမလေးတွေပေါ်မှာသူတို့ chance ပေးရပြောချင်တာကခွင့်လွှတ်ပေးဖို့ဆိုတာတဲ့အခွင့်အရေးတစ်ချိန်နောက်ထပ်ထပ်ပေးဖို့လိုအပ်တယ်နော်အဲ့တော့အဲ့ဒီအခွင့်အရေးကဘာလဲဆိုတော့ဒီဖြစ်စဉ်မှာចောင်းမထုတ်ဘဲနဲ့မှတခြားသောအပြစ်ဒဏ်တွေနဲ့သူတို့ကို ဒီလိုမျိုးစုဖွဲ့အနိုင်ကျင့်မယ်ဆိုရင်ဒီလိုပြစ်ဒဏ်တွေအရင်ဆုံးခံစားရမယ်ဆိုတော့ကျွန်တော်တို့ကအဲသူတို့ knowledge sharing ပေးဖို့လိုအပ်တယ်။အဲ့ဒီမှာတဆင့်ထပ်ပြီးတော့ကျူးလွန်မှသာလဲကျွန်တော်တို့တိုက်ရိုက်ကြောင်းထုတ်တာမျိုးလုပ်တင်တယ်ပေါ့နော်မဟုတ်ဘဲနဲ့အခု first time မှာတွေကကျွန်တော်တို့ကတိုက်ရိုက်ကြောင်းထုတ်လိုက်တာမျိုးဆိုရင်တော့ဒီကလေးမလေးတွေအတွက်လည်းနစ်နာတယ်။ဘာကြောင့်ဒီကလေးမလေးတွေအတွက်နစ်နာတယ်လဲဆိုတော့သူတို့ရဲ့အသက်အရွယ်တွေကပြောမှာတယောက်နဲ့တယောက်ကအခုဖြစ်သွားတဲ့ဖြစ်စဉ်မှာဆိုတယောက်နဲ့တယောက်က level တန်းတွေပြောလို့ရတယ်။ကျွန်တော်ယုံကြည်ရဒီကလေးမလေးတွေက18နှစ်တောင်မဖြစ်သေးပါဘူး။နော်ဆိုတော့ ီလိုအသက်အရွယ်16အောက်ကကလေးတွေ14 15နှစ်ကလေးတွေဟာအမောင်ရင်ကျူးလွန်နေဆိုတာတကယ်တကယ်တော့လူကြီးနဲ့ရှင်းမယ်ဆိုရင်တော့ဘာမှမပြောပါတော့ပါကျွန်တော်လူကြီးတွေတောင်မှအမားတွေအများဆုံးကျူးလွန်နေသေးတာပဲသူတို့မှကျူးလွန်ပိုင်ခွင့်ရှိတယ်ဒါပေမဲ့အဲ့ဒီအမားအတွက်ကြီးမားတဲ့အပြစ်ထံတော့ပထမဆုံး first time မှာပဲကျွန်တော်တို့ပေးလိုက်လို့မရဘူးဘာကြောင့်လဲဆိုတော့ဒီကလေးမလေးတွေကိုကြောင်းထုတ်လိုက်မယ်ဆိုတော့ဒီကလေးမလေးတွေကပုံမူပြီးတော့ကောင်းတဲ့ဘက်ထက်ဆိုးတဲ့ဘက်ကိုပိုရောက်သွားမှာဖြစ်တယ် အတန်းပညာနဲ့ဝေးကွာသွားမှဖြစ်တဲ့ကြောင်းထုတ်ခံလိုက်ရတဲ့စိတ်ပိုင်းဆိုင်ရာပို့ပြီးတော့ကြံတန်းတဲ့ပုံစံမျိုးတွေဖြစ်လာနိုင်တယ်။နော်အဲ့ဒါကကျွန်တော်တို့အဲလက်ရှိဒီအခြေအနေပေါ်မှာမြင်တဲ့အမြင်လေးတွေကျွန်တော်တို့နားလည်ထားဖို့လိုအပ်တယ်။နော်အဲ့တော့ဒီကလေးမလေးတွေအားလုံးကြောင်းမထုတ်ဖဲနဲ့မှာသူတို့အချင်းချင်းပြန်ပြီးတော့နော်တက်တိုက်ဝင်ဝင်ပြန်ပြီးတော့စစ်စစ်လုံးလုံးလေးပြန်ပြီးတော့ချစ်ချစ်ခင်ခင်ဖြစ်ဖို့ကျွန်တော်တို့ကသူတို့ knowledge sharing ပြုလုပ်တဲ့ကလေးမလေးတွေကိုကျွန်တော်တို့အဲအကြောင်းကြီးကိုယ်တိုင်ရမယ်ဖြစ်စေဆရာဆရာမတွေကိုယ်တိုင်ရောပြီးတော့ မိဘတွေကလည်းဝိုင်းဝန်းပြီးတော့မှဒီ case ကိုတေးချာကင်တွေဖြည့်ရှင်းဖို့လိုအပ်တယ်လို့ကျွန်တော်နေအကြံပြုချင်တယ်အဲ့လိုမှကျွန်တော်တို့ကကင်တွေမဖြည့်ရှင်းနိုင်ဘူးဆိုရင်တော့ဒီအခြေအနေတွေကပိုပြီးတော့ဆိုးတဲ့ဆိုးလာမှာဖြစ်သလိုကျွန်တော်တို့ဒီဖြစ်စဉ်ကိုစောင့်ကြည့်နေတဲ့ကလေးတွေလည်းအတူယူနေမှာသွားနိုင်တယ်เนาะအဲ့ဒါလေးတစ်ချက်တော့ကျွန်တော်တို့တွေနားလည်ထားဖို့လိုအပ်တယ်အားလုံးကတော့ပြောမယ်ဆိုစေနာဒေါသပေါ့နော်စေနာဒေါသနဲ့ကျွန်တော်တို့ပြောနေကြတာကိုလည်းကျွန်တော်နားလည်တယ်လက်လက်လက်ခံပါတယ်သို့တော်လည်းပဲအဲကျွန်တော်တို့အနေနဲ့ နောက်ဆုံး final decision တခုကိုချရတော့မယ်ဆိုရင်တော့ကျွန်တော်တွေအဲ emotional control ကိုတတ်နိုင်ဆုံးလုပ်တတ်ဖို့လိုအပ်တယ်ဗျအဲ့လိုမှမဟုတ်ဘဲနဲ့ခုနပြောသလိုနေလို့ရင်ငါလည်းပြန်လို့ရမယ်နေတစ်ချက်ဆိုငါတစ်ချက်เนาะအဲ့လိုမျိုးဟိုကိုရာစနစ်ပုံစံမျိုးနဲ့သွားမယ်ဆိုရင်တော့ကျွန်တော်တိုင်ပြီးအနာဂတ်မှာကျွန်တော်တို့တယောက်နဲ့တယောက်သီးခံစိတ်တွေเนาะချစ်ခင်ကျင်နာမှုတွေဒါတွေရော့ပါပြီးတော့မှရန်လိုမှုတွေမုန်းဒီမှုတွေနဲ့ပဲကျွန်တော်ပြည့်နှက်နေတဲ့အချိန်ကြီးဖြစ်သွားလိမ့်မယ်အဲ့လိုတော့လုံးဝကျွန်တော်အဖြစ်ခံလို့မရဘူးဗျာ နော်အဲ့လိုလုံးဝအဖြစ်ခံလို့မရအောင်ဆိုတော့အရင်ဆုံး first time ကကျွန်တော်အနေနဲ့ကလေးတွေကို knowledge sharing ပေးရမှာလောက်တဲ့ကလေးတွေကို knowledge sharing ပေးရမှာအဲ့လိုပေးတဲ့နေရာမှာဆရာဆရာမတွေအကြောင်းအကြီးတွေအားလုံးကပေးရမှာဖြစ်တယ်လို့သူတို့ကိုနော်အနီးကပ်ပြုစုစောင့်ရှောက်မွေးဖွားခဲ့တဲ့မိမိဘတွေရတယ်အိမ်မှာပြန်ပြီးတော့ဒါသူတို့ဆုံးမပေးရမယ်အမှန်ကိုနားလည်လာဖို့အမှန်ကိုမြင်တတ်လာဖို့ဒီလက်ရှိဖြစ်သွားတဲ့ကိစ္စမှာသမီးတို့မှားတယ်ဆိုတော့မျက်လုံးနဲ့ရောစိတ်ထဲမှာရောသူတို့ကိုင်းကွက်ကွက်နားလည်သွားဖို့လိုအပ်တယ် အဲ့လိုပဲခံလိုက်ရတဲ့ကလေးမလေးရလေเนาะဒီကလေးမလေးခြေနဲ့အောင်စိတ်ပိုင်းဆိုင်ရာကလေးမလေးခြေနဲ့တော့ခုနပြောသလိုလက်နဲ့ပြန်ပြီးတော့အဲရိုက်တာမျိုးကလွင်ကျန်တဲ့ပုံစံမျိုးနဲ့ကလေးမလေးကိုပြန်ပြီးတော့ပြုလုပ်တဲ့သူတွေတောင်းပန်ရမယ်နောက်တစ်ခုကတိနောက်ထပ်ပြစ်ဒဏ်ပေါ့နော်နောက်ထပ်ပြစ်ဒဏ်အောင်တယ်သူတို့တွေကိုချမှတ်ပေးရမယ်ဆရာဆရာမတွေသိပါတယ်ဘယ်လိုပုံစံနဲ့အရေးယူပြီးတော့ဘယ်လိုပုံစံနဲ့သူတို့ကိုအဲပြုပြင်ပေးရမလဲဆိုတာဆရာဆရာမတွေနားလည်ပါတယ်เนาะဆိုတော့အဲ့လိုမျိုးပြစ်ဒဏ်ကိုချမှတ်တဲ့အခါမှလည်းเนาะ ီเจ้ามาရှိတဲ့เจ้าသားเจ้าသူတွေခေါ်ပြီးတော့ပြရမယ်ခေါ်ပြီးတော့ပြရမယ်ဒီလိုမျိုးအုပ်စုဖွဲ့ပြီးတော့ကိုယ့်ရဲ့เจ้าသူเจ้าသားအချင်းချင်းကျူးလွန်နေဆိုရင်ဒီလိုပြစ်ဒဏ်တွေခံရမယ်ဆိုတော့ကလေးတွေကိုကျွန်တော်တို့မျက်စိရှေ့မှာပြပေးဖို့လိုတယ်အဲ့ခါကျရင်တို့ရဲ့တခြားသောကလေးတွေရပါငါတို့ဒီလိုလုံးလို့တော့မဖြစ်ဘူးဆိုတဲ့အတွေးခေါ်တွေတို့ခေါင်းထဲမှာတခါတည်းထည့်ပေးပြီးသားဖြစ်တယ်အဲ့လိုပဲကျွန်တော်တို့လိုင်းပေါ်ကနေစောင့်ကြည့်နေကြတဲ့ကလေးတွေရဲ့အတွေးခေါ်မှာလဲငါတို့ဒီလိုလုံးရင်တော့ဒီလိုမျိုးတွေခံရနေဆိုတာကို သူတို့တွေတိသွားမယ်ဒါပေမဲ့အဲ့လိုတိတဲ့အတိအမှန်ကန်တဲ့အတိဖြစ်သွားလိမ့်မယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ကခုနပြောသလို तू ပါရိုက်ကိုကလည်းပြန်ပါရိုက်မယ် तू ကကိုထွင်ကိုကလည်းပြန်ထိုးမယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့ကျွန်တော်တို့အဲကျွန်တော်တို့ရဲ့ဒီလူအဖွဲ့အစည်းကဝိုင်းပြီးတော့တွန်းအားတွေပေးနေမယ်ဆိုရင်ဒီလိုမျိုးစောင့်ကြည့်နေတဲ့ကလေးတွေရဲ့အတွေးခေါ်စိတ်ဓာတ်တွေဟာယုံရင်ကြမ်းတမ်းတဲ့ဘက်ကိုတပြေးပြေးနဲ့ကျွန်တော်တို့ကျွန်တော်တို့ကိုယ်တိုင်တွန်းပို့လိုက်လို့ဖြစ်သွားလိမ့်မယ်အဲအဲ့ဒါလေးတစ်ချက်တော့ကျွန်တော်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့အားလုံးသတိပေးချင်ပါတယ် အဲကျွန်တော်ကိုယ်တိုင်လည်းဒီဖြစ်စဉ်မှာဒီကလေးမလေးတွေလှုပ်ပုံကိုင်းပုံတွေကိုကျွန်တော်ကိုယ်တိုင်လည်းမကြိုက်ဘူးဒီကလေးမလေးခံစားရတဲ့ဘက်ကနေမေအမီဘဘက်ကနေမယ်ဆိုလဲဘလို့မှအဲဖြစ်သိမ့်ဖို့ဆိုတော့တော်တော်လေးခက်တဲ့အခြေအနေမျိုးပါဒါပေမဲ့လည်းကျွန်တော်ပြောချင်တာကဒီကလေးမလေးတွေကတကယ်ကိုပြောမယ်ဆိုအခုချိန်မှာငယ်ရွယ်တဲ့ကလေးရွယ်လေးတွေပါတကယ်ကိုငယ်ပါသေးတယ်ကျွန်တော်တို့ရဲ့တူမအွယ်လေးတွေပါဆိုတော့ဒီကလေးတွေအပေါ်မှာကျွန်တော်တို့အနေနဲ့ဘုရားပြောသလိုပေါ့ဝိုင်းပြီးတော့ เนาะဝိုင်းပြီးတော့ပြောမယ်ဆိုရင်လို့ ਨੇ ကလေးမလေးတွေကိုကျွန်တော်တို့ကဖီအားတွေပေးမယ်ဝိုင်းပြီးတော့ကျွန်တော်တို့အပြစ်တွေပြောမယ်ပြန်လုပ်ဖို့ပြောနေမယ်ဆိုရင်เนาะဘာဖြစ်လာမလဲဆိုတော့ကလေးမလေးတွေမှာလဲပြောမယ်ဆိုသူတို့အမှားအတွက်သူတို့ကြောက်လန့်ပြီးတော့မဟုတ်မဟုတ်လေဖြစ်သွားနိုင်တယ်။ဘာကြောင့်လဲဆိုတော့ဒီကလေးမလေးတွေဟာ main ကလေးတွေဖြစ်တယ်။အချိန်မီအတွေးအပေါ်တွေမှားယွင်းပြီးတော့မှမလုံးတဲ့မလုံးထိုက်တာတွေအကျိုးလုံးမိသွားနိုင်တယ်။အဲ့လိုအကျိုးလုံးမိသွားတယ်ဆိုဘဒုဘဒုအတွက်မှမကောင်းဘူး။ဘဒုဘဒုအတွက်မှမကောင်းဘူး။ အဲ့ဒါတော့ကျွန်တော်တို့လည်းနားလည်ထားဖို့လိုတယ်ပြီးတော့ခုနကကျွန်တော်ရှေ့ကပြောခဲ့သလိုပဲဒီကလေးတွေကို control လုပ်တဲ့အခါမှာကျွန်တော်တို့ရေရှည်သွားဖို့လိုတယ်ကျွန်တော်တို့ကတပတ်လောက်နဲ့ဒီကိစ္စမျိုးကကျွန်တော်တို့ဖြည့်ရှင်းလို့ရတဲ့ကိစ္စမျိုးမဟုတ်ဒီကလေးအခုကျူးလွန်တဲ့ကလေးမလေးတွေကိုကျွန်တော်တို့ကစောင့်ကြည့်နေဖို့လိုတယ်စောင့်ကြည့်နေရမှာမိမိဘာတွေကလည်းအခုနပြောသလိုဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ကလေးတွေနားလည်သဘောပေါက်အောင်သူတို့စုံမပြရမှာအိမ်မှာတောင်းဘက်ကလည်းကလေးတွေကိုစောင့်ကြည့်နေဖို့လိုတယ်ဆက်ပြီးတော့သူတို့ရဲ့ပြုပြင်ပြောင်းလဲမှုတွေတိုးတက်လာသလားဒါမှမဟုတ်ရင်ရှင်ပုံစံအတိုင်းပဲဆက်ရှိနေသေးပဲလား အဲဒါတွေကိုကျွန်တော်တို့ကျောင်းဘက်ကနေလဲဆက်လက်ပြီးတော့စောင့်ကြည့်နေဖို့လိုပြီးတော့မှပြုပြင်ပြောင်းလဲပြီးသွားဖို့လိုအပ်တယ်။နော်အခုဖြစ်တဲ့ကလေးမလေးတွေအချင်းချင်းလဲပြန်ပြီးတော့စစ်စစ်လုံးလုံးညွန့်ညွန့်နဲ့အနည်းနိုင်အောင်ဆရာဆရာမတွေတငယ်ချင်းတွေကဝိုင်းဝန်းပြီးတော့မှအတူတူပြန်လဲပြီးတော့ဒီကလေးမလေးတွေကိုနော်ငကိုရှိတ်လုပ်ပေးဖို့လိုအပ်တယ်။ အဲ့ဒါမှပဲကျွန်တော်တို့လိုချင်တဲ့အပေါင်း positive လက္ခဏာတွေကိုရှိမှဖြစ်တယ်လို့ပြောကြရင်လည်းဒီဗီဒီယိုလေးကိုအဆုံးသတ်ချင်ပါတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်ပါများမှတ်ချက်ပေးခြင်းလည်းမှတ်ချက်ပေးခြင်းလည်းရှိရင်ကိုမရေးသားကြပါဘူးကျွန်တော်နေ့စဉ်နဲ့များကြည့်ရှုအားပေးနေကြတဲ့ဖြူအတူတူရောက်ချင်းစီတိုင်းအလေးနဲ့အတူပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာထပ်ပြီးတော့ဆုံညီပါဗျ see you next video